င်္ဂလာပါရှင်ဇွန်လ30ရက်တနင်္လာနေ့ရွှေကုန်းရဲ့ထူးခြားပင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတဲ့ဆက်မဲ့သတင်းကတော့ Russia Federation နိုင်ငံဘူရာတရာပြည်နယ် Ulan Ude မြို့ရှိ Leo Vadamov ပြတိုက်သူ NASA ကဥက္ကဋ္ဌရဲ့ဇနီးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များတွားရောက်လေလာတဲ့သတင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာရီးယားပြည်နယ်သို့တရားဝင်ချက်ချည်ရခီရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျူဂျူလာဦးဆောင်သောကုစလေဖွဲ့ဟာဇော်လာ29ရက်နေ့နေ့ပိုင်းကဘူရာရီးယားပြည်နယ်ဦးလန်ဟုတ်တဲမြို့ရှိလီယိုဗာဒန်မော်ပြတိုက်သို့ရောက်ရှိလေလာကြကြောင်းသိရပါဗျ။ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာရီးယားပြည်နယ်ဦးလန်ဟုတ်တဲမြို့ရှိလီယိုဗာဒန်မော်ပြတိုက်သို့ရောက်ရှိလာတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျူဂျူလာဦးဆောင်သောကုစလေဖွဲ့အား ရာရီယာပြည်နယ်ပြည်နယ်ဒုတိယအကြီးအကဲနဲ့ပြည်နယ်ကျန်းမာရေးဝန်ကြီးတို့ကကြိုဆိုနှုတ်ဆက်ကြပါရယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျီဂျူလာဦးဆောင်သောကုသလေဖွဲ့ဟာလီယိုဗာဒမော့ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုရာဗူရာဒီယာပြည်နယ်ပြည်နယ်ဒုတိယအကြီးအကဲပြည်နယ်ကျန်းမာရေးဝန်ကြီးနဲ့ပြတိုက်တာဝန်ရှိသူများကလန့်လန့်ရှင်းလင်းပြသပါရယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျီဂျူလာဟာပြရရဲ့ဧည့်သည်တော်မှတ်တမ်းတွေလက်မှတ်ရေးထိုးပါရယ်။ အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ဗူရာဒီယာပြည်နယ်ပြည်နယ်ဒုတိယအကြီးအကဲတို့ဟာအမတ်တရလက်ဆောင်ပစ္စည်းများအပြန်လည်ပေးရကြကြောင်းသိရပါတယ်ရှင်။ဆလတ်တဲ့ဆမဲတဲ့ငါတော့ငလျင်လှောက်ခတ်မှုကြောင့်ဖျားစေဒီပေါင်း6998ဆိုးပျက်စီးခဲ့ပြီးအင်အားရေဒါစကေရှီအစင်တီခန္ဓာယံပြည်ပြင်ဆောင်ရည်လို့ဆိုရတဲ့တဲ့ ငလျင်လောက်ခတ်မှုကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေအတွင်ရှိပျက်စီးခဲ့တဲ့ဖျားစီတီများအောင်အင်အားရတာစကေရှေးအစင်တီခန်းနိုင်ရန်ပြည်ပြင်ဆောင်ရွက်လျက်ရှိကြောင်းရှေးဟောင်းသူတေသနာနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှထုတ်ပြန်ထားပါသည် အဆိုပါငလျင်တပ်သင်းဒေသများတွင်ဖျားစေတီပေါင်း6998ဆိုပျက်စီးခဲ့ပြီးပြန်လည်ပြည်ပြင်ရာတွင်အင်အားရတာစကရှစ်အစင် ခန္ဓာရေးအတွက်ဖျားစေတီသာသနိကအစအုံပြည်ပြင်ချင်းဆိုင်ရာ SOP စံချိန်စံညွှန်းများနဲ့အညီစနစ်တကျပြန်လည်ပြည်ပြင်သွားရန်စေတီတော်ပြန်လည်ပြည်ပြင်မှုမှန်ရာတွင်အလူရှင်များဦးဆောင်ပြီးပြန်လည်ပြည်ပြင်မှုမှန်လျက်ရှိရာလိုအပ်သည့်များကိုပေါင်းစပ်ဆောင်ရွက်ပေးတော်မှာဖြစ်ကြောင်း နေပညာပိုင်းဆိုင်ရာပါဝင်ကူညီဆောင်ရွက်နိုင်ရန်အတွက်အင်ဂျင်နီယာအဖွဲ့ကိုလည်းဆေလိုပေးမှာဖြစ်ကြောင်းရေရှည်တည်ထောင်ခိုင်ခန့်စေရန်နှင့်ငလျင်တန်ရီတာစကိရှေ့အစဉ်ခံနိုင်ရန်အတွက်အရေးအသွေးပြေဝါတဲ့အုတ်တန်းများကိုအသုံးပြုရန်လိုအပ်ကြောင်းနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များထံသာသနာရေးနှင့်ဟင်ကျေးမှုဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးကမှကြားကြောင်းသိရပါရရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့စံချိန်စံညွန်းနဲ့ကိုင်းကြီးပြီးအရေးအသွေးကောင်းမွန်တဲ့စောက်လို့ရေလုပ်ငန်းသုံးတန်တန်မဏိများထုတ်လုပ်သွားကြရန်ဒေါက်တာချာလီတန်ပြောကြားတဲ့သတင်းပြည်တွင်တွင်စံချိန်စံညွန်းနဲ့ကိုင်းကြီးပြီးအရေးအသွေးကောင်းမွန်တဲ့စောက်လို့ရေလုပ်ငန်းသုံးတန်တန်မဏိများထုတ်လုပ်သွားကြရန်စက်မှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါက်တာချာလီတန်ကပြောပါရယ် ငလင်အပီးပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာငလင်တန်းခံနိုင်သောစားလို့ရေးလုပ်ငန်းသုံးတပ်မဏိများရဲ့အရေးပါမှုနဲ့အသုံးပြုနိုင်မှုအသိပညာပေးဆွေးနွေးပွဲတွင်ထည့်သွင်းပြောကြားခြင်းလည်းဖြစ်ပါတယ်။ပြည်ပမှထုတ်လုပ်တဲ့တန်းတပ်မဏိများနဲ့ပတ်သက်လို့စံရင်းစံညွန်းသုံးခုကိုမဖြစ်မနေလိုက်နိုင်ရမယ့်စံရင်းစံညွန်းများအဖြစ်သတ်မှတ်နိုင်ပြီးဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံတွင်စားလို့ရေးလုပ်ငန်းသုံးတန်းနှင့်တပ်မဏိများကို တနစ်လျင် ပြင်းပြတန်ချိန်တသံကန်နှစ်စဉ်30လျက်ရှိတာကိုစစ်စစ်တွေ့ရှိရကြောင်းပြည်ရင်းမှာတိုးမြင့်ထုတ်လုပ်လာနိုင်တဲ့တန်တန်မဏိများနဲ့ပြည်ပမှာတင်သွင်းလာတဲ့တန်တန်မဏိများကိုရေသွေးဆန်ရင်ဆန်ညွန့်ထိမ့်သိမ့်နိုင်ရေးချက်မှတ်စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်လျက်ရှိကြောင်းပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ပြည်ရင်းမှာတန်တဲ့တန်မဏိများကိုတနည်းလျင်ပြင်းပြတန်ချိန်2သိန်းကျော်သာထုတ်လုပ်နိုင်တာကြောင့်ပြည်ပမှာတန်ချိန်8သိန်းခန့်တင်သွင်းနေရကြောင်းလည်းသိရှိရပါတယ်ရှင်။ ထမှန်တဲ့စမဲတဲ့တင်ကတော့တင်မောသားများကိုဖွေဖြိုးရေးစီမံကိန်းတစ်ခုပံ့ပိုးပေးမယ်ဆိုတဲ့တဲ့ အိန္ဒိယအစိုးရကမြန်မာနိုင်ငံရှိသင်္ဘောသားတွေအတွက်စွမ်းရည်မြင့်တင်ရေးနဲ့အသက်မွေးမ်းကြောင်းလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီးအသေးစားဖွံ့ဖြိုးရေးစီမံကိန်း SDP တခုပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။စီမံကိန်းအတွက်နားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးတာကိုဇွန်လ29ရက်ကပြုလုပ်ခဲ့ပြီးအိန္ဒိယတန်အမတ်အဘေးတာခါနဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်တို့ကလက်မှတ်ရေးထိုးခဲ့ကြ တယ်လို့ဆိုပါတယ်အခုပံပိုးပေးမယ့်စီမံကိန်းမှာရန်ကုန်မြို့ရှိသမောသားတွေအတွက် simulator based training center တည်ဆောက်ဖို့နဲ့လေ့ကျင့်ရေးအတွက်နောက်ဆုံးမော်အစဉ်မြင် digital စနစ်ပါ simulator တွေတက်ဆင်နိုင်ဖို့ငွေကြေးဆိုင်ရာပံပိုးပေးမှုတွေပါဝင်မှာဖြစ်ပြီးစီမံကိန်းကိုအမြန်ဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ် အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံအတွင်းမှာအသေးစားဖွံ့ဖြိုးရေးစီမံကိန်း SDP ဆောင်ရွက်ဖို့အတွက်အိန္ဒိယအစိုးရရဲ့ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှုစာချုပ်လွှာ MOU ကိုပြီးခဲ့တဲ့2010ခုနှစ်ဇူလိုင်လမှာပထမဆုံးအကြိမ်လက်မှတ်ရေးထိုးခဲ့ပြီး2030ခုနှစ်ဇူလိုင်လအထိတည်တံ့ရှိနေမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ကျမတို့ရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရရှိထူးခြားဖြစ်စင်များကိုအစတဲ့ပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။